ဖះဟာမာနဖြစ်ခဲ့ဘူးပါတလားဖះမသိလို့ပါတဲ့ဗုဒ္ဓဝန္တအထကထာနဲ့တုတ်တနိဗ္ဗာန်အထကထာတို့မှာဖះအလောင်းတို့ မဖြစ်တဲ့ဆက်ရှိဌာနဆိုတာရှိပါတယ်အရှင်ဖယားဖယားဟာမာနဖြစ်ခဲ့ဘူးပါတလားဖယားမသိလို့ပါတဲ့ ုဒ္ဓဝန္တအထကထာနဲ့တုဒ္ဓနိဗ္ဗာန်အထကထာတို့မှာဖရာအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနဆိုတာရှိပါတယ်။အဲ့ဒီဆက်ရှိဌာနကဘာတွေလဲဆိုတာကိုဦးဇင်းဖတ်ပြမယ်နော်။ပဋိသင်္ဍီအဖြစ်ကံသူနာပင်သူမဖြစ်ခြင်း။နှဲ့အယူမဖြစ်ခြင်း။၃။ကတွင်မှသွားရည်ယူသူစွတ်အသူမဖြစ်ခြင်း။၄။လူရိုင်းတို့၌မဖြစ်ခြင်း။၅။ ကျော်မဝမ်း၌ပရိတန်တွေမနေခြင်း၆။နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ခြင်း။၇။နှိမ်ပြောင်းလဲမှုမဖြစ်ခြင်း။၈။ပင်စာနန္ဒရိယကံကိုကျူးလွန်သူမဖြစ်ခြင်း။၉။နုနာယောဂဆွဲကပ်သူမဖြစ်ခြင်း။၁၀တရိစ္ဆာန်မျိုး၌ဖြစ်သောငုံအောင်ငယ်သောတတ္တဝါ၊စင်ထက်ကြီးသောတတ္တဝါမဖြစ်ခြင်း။၁၁ ခုတ်ပိပါတိကနေဇာမတဏိကပြိတာဘုံဘဝတို့၌မဖြစ်ခြင်း၁၂ကာလကိဉ္စီကအတူရာတို့၌မဖြစ်ခြင်း၁၃ဝေစီငရဲ၌မဖြစ်ခြင်း၁၄လောကန္တရိငရဲ၌မဖြစ်ခြင်း၁၅ကာမဝဆရနတ္တိတို့၌မာနမဖြစ်ခြင်း၁၆ရူပဗျမပြီတို့တွင်အတညတ်တ်ဘုံနှင့်သုဒ္ဓဝါဒဘုံတို့၌မဖြစ်ခြင်း၁၇အရူပဘုံတို့၌မဖြစ်ခြင်း၁၈ အခြားသောစัจ java လာတို့၌ပြောင်း၍မဖြစ်ခြင်းတို့ပဲဖြစ်ပါれ။ဒါဟာဖျားအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနပဲဖြစ်ပါれ။အဆိုပါဆက်ရှိဌာနထဲမှာကာမဝဆရဘုံတို့၌မာနမဖြစ်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖျားဟာမာနမဖြစ်ခဲ့ပါဘူးเนาะ။အရှင်ဖျားတပည့်တော်ကိုလည်းအာပီပြန်ပေးပါအောင်ဖျား။မနဲ့အိယာထမျက်နာမသိပဲဖျားမီတောက်တော်ကြီးကတ်လို့ရင်ငရေကြီးပါသလားဖျားတဲ့။ မရေမကြည့်ပါဘူးကုသိုလ်ပဲရပါတယ်နော်တိုးတော်လေးပဲမြတ်စွာဘုရားလက်ထက်ကအနာထပိန်တထေကြီးဟာမနှက်မိုးလင်းပြီဆိုရင်မျက်နှာတက်သွားတိုက်ကိုလည်းတန့်ဆင်ပြီးမှဘုရားကုံတော်တွေကိုတီကျွတ်ရွတ်ဆိုပြီးဘုရားရှိခိုးတယ်လို့သိရပါတယ်အနာထပိန်တထေကြီးဆိုတာဟာသောတာပန်အရိယာကြီးပါရှေ့ရှေ့သောအရိယာကြီးများတည်ပင်လျင်မနှက်မိုးလင်းတဲ့အခါမှာ မျက်နာပစ်သွားတိုက်ကိုလည်းတန့်စင်ပြီးမှဖះရှိကိုသေးရင်မိမိဒီလည်းပဲမနဲ့မိုးလင်းတဲ့အခါမှာမျက်နာပစ်သွားတိုက်ကိုလည်းတန့်စင်ပြီးမှဖះစင်ပြီးကတ်ချင်းဖះတောက်တော်ကြီးကတ်ချင်းဖះရှိကိုချင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါအဲ့ဒီလိုလုပ်ချင်းဟာကုသိုလ်လည်းရတယ်လို့အရိယာတို့ဤလမ်းစဉ်ကိုလည်းလိုက်ရရောက်ပါတယ်ဒါကြောင့်မနဲ့မိုးလင်းတဲ့အခါမှာမျက်နာပစ်သွားတိုက်ကိုလည်းတန့်စင်ပြီးမှဖះစင်ပြီးကတ်ချင်း ဖျားတောက်တော်ရေးပတ်ချင်းဖျားရှိခိုးခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါလို့ပြောကြင်ပါတယ်နော်ဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဗုဒ္ဓတရားမြမာမြတ်တဲ့ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော် မတ်ပိုင်ရှင်ကိုဥစဉ်တစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကိုင်ရင်ဘယ်လိုအရသာခံစားရမလဲဥတဲ့အရသာခံစားရမယ်ရေကိုကိုင်ရင်ဘယ်လိုအရသာခံစားရမလဲအေးတဲ့အရသာခံစားရမယ်အဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘယ်သူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကင်တဲ့အတွက်ကြောင့်ပူစေကွာမင်းကတော့ရေကိုကင်တဲ့အတွက်ကြောင့်အေးစေကွာဆိုပြီးဘယ်သူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလဲ ဘသူကမှလာပေးတာမဟုတ်ဘူးဘသူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာမိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလှုပ်လို့ခံစားရတာဖြစ်တယ်အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကူးရှင်ကပဲပေးတယ်လို့ ကယ်တင်ရှင်ကပဲပြီးတယ်လို့လို့ထင်သွားကြတာเนาะဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘသူကမှလာပေးတာမဟုတ်ပါဘူးမိကိုကရင်ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟုသောအကြောင်းတရားကိုလို့လို့ကုသိုလ်တည်းဟုသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်เนาะအမေအဖေကိုလှုပ်ကြွေးရင်ဘာပြန်ရမလဲဖုံဖုံတဲ့တန်ယုတ်တနိကေ ်တဂါထာဝကတန်ယုတ်ပါဠိတော်ဗျမနတန်ယုတ်ဥပတကဝတ်မတုဘောတကအုံမှာမိဘကိုလှုပ်ကြွေးတဲ့သာသမီတွေဟာလက်ရှိပစ္စုပန်မှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကို ခံရပြီးတေလွန်တဲ့အခါမှာလည်းပဲမျက်ရွာသူကတိတို့လာရောက်ရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါဟာမိဘကိုလှုပ်ကြွေးခြင်းကြောင့်ရရှိလာမိကောင်းကျိုးပဲဖြစ်ပါတယ်။ဒါကအကျိုးအနေနဲ့ပြောတာပါ။အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေ သာသမီရဲ့လို့ဖြစ်လာပြီဆိုရင်မိဘကိုပြန်ပြီးတော့လှုပ်ကြွေးရမှာကသာသမီတိုင်းရဲ့တမိုင်းပေးတာဝန်တစ်ခုဖြစ်ပါတယ်မိဘကိုလှုပ်မကြွေးဘူးဆိုရင်အဲ့ဒီလှုပ်မကြွေးတဲ့သာသမီကိုတုတ်တနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘယ်လိုပြောထားသလဲဆိုရင်ယောမာတရံပိတရံဝါစေနကံကတယောပနံသဟုတံတော်နဗရတိတန်စညာဝတ္တလောဣတိယောနရောအကျဉ်တုတိစေနကံဥမင်းထသော ကတယောဗနံပစ္စည်းမအရွယ်တို့ရောက်ထသောမာတရံဝါအမေကို၎င်းပိတရံဝါအဖေကို၎င်းဘဟုစွာနိုင်သည့်တန်တော်ဖြစ်ပါလျက်နဗရတိမလုံကျွေးမပြုစုတန်ထူသူကိုဝတ္တလောဣတိသူယုံမာဟု၍ဇင်ညာတိယာဤလို့ဟောကြားတော်မူထားပါတယ်ဆိုလိုတာကမိဘကိုလုံမကျွေးဘူးဆိုရင်အဲ့ဒီလုံမကျွေးတဲ့သားသမီးကိုသူယုံမာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသားသမီးရဲ့လို့ဖြစ်လာပြီဆိုရင် သူရုပ်မှာမဖြစ်ဖို့အတွက်မိဘကိုလုံကျေးရမှာဖြစ်ပါတယ်နော်